ဟိုင်ချစ်တို့ရင်ကိုရိုင်းလန်းနဲ့အမဲကြောက်လေးနဲ့ဘလူလေးတွေလှုပ်ရှားကြမလဲကဲဘလူလေးလှုပ်ရှားခြင်းလေချစ်တို့ပြောကြည့်နော်ဝမ်ကတော့ဆုံးပလုံစီးလှုပ်ရှားတယ်မဲကြောက်လေးတွေကိုအရင်ဦးဆုံးတရေပြုတ်လိုက်တယ်ပြုတ်ပြီးတော့ဖုတ်မယ်ဖုတ်တာကိုအဲရဲပြီးတော့၆တောင်အောင်ဒီမဖုတ်ဘူးနော်နည်းနည်းလေးအရောင်လေးနည်းနည်းလေးပြောင်းပြီဆိုရင်ဝမ်ကပြားနေအောင်လို့ထုလိုက်ပါမယ်ကဲဒါထုပြီးသားမဲကြောက်လေးတွေပါ ထုတ်ပြီးပြီးတော့ဆိုစီလေးနည်းနည်းထည့်မယ်မီးရံပြင်းလို့မရအောင်เนาะမီးလေးကိုရှော့ထားပါပြီးရင်မဲကြောက်လေးတွေကိုတဝက်ဖြတ်လိုက်တယ်ပေါ့เนาะခက်သေးသေးလေးတွေထည့်ပြီးတော့ကြွအောင်လို့ကြော်လိုက်ပါမယ်ကဲနည်းနည်းလေးရဲပြီဆိုရင်ထုတ်ထားလိုက်တော့เนาะမဲနေအောင်ဒီကြော်စရာမလိုပါဘူးကဲဒီနေ့ကတော့တတအတွက်ကိုလည်းအချိုလေးပေါ့နော်အချိုလေးချမ်းမယ်ကဲဖဲကြောက်လေးတွေကုန်ကြော်ပြီးပြီကြော်ပြီးပြီဆိုရင်စက်သွန်ဖြူလေးထောင်းလိုက်အောင်မယ် မမအူလေးတွေလေအခွန်လေးတွေပါမှပုံမွေးတာနော်စီလေးကိုလည်းများလို့နည်းနည်းဖယ်လိုက်ပြီဖယ်ပြီးတော့စီနည်းနည်းလေးကိုမှကျက်သွန်ဖြူလေးကြောမယ်ဆက်နွင်းလေးနည်းနည်းထည့်မယ်ဒါဆိုရင်မီးလေးကလည်းနည်းနည်းလေးနဲ့ဆိုတော့စိတ်ရှိရှိလေးနဲ့ကျက်သွန်ဖြူလေးကိုကျွတ်အောင်ကျော်လိုက်မယ်ပေါ့နော်နည်းနည်းလေးကျွတ်ပြီးဆိုရင်ရုပ်တီးလေးထည့်မယ်ကြက်သားမုတ်စားလေးထည့်မယ်ထည့်ပြီးတော့မွေးလိုက်ပါမယ်ကဲရုပ်တီးလေးနဲ့ကျက်သွန်ဖြူလေးကမွေးလာပြီးဆိုရင်မဲကြောက်ကလေးကိုထည့်လိုက်ပါမယ်ဒါဆိုရင် မှွေပြီးတော့ခြာယုံมาပဲเนาะဒါဆိုရင်အမဲကြောက်အမဲကြောက်ကြော်အဆက်ကြော်ပေါ့เนาะဒါကတော့မြို့ကြီးလေးကျွတ်တုံဖြူနိုင်ခြင်းလေးနဲ့မှွေးနာပဲရောင်လေးလက်လာတယ်เนาะမီးလေးနည်းလေးနဲ့ကြော်မီးလေးမပြင်းစင်နဲ့အဲ့လိုဆိုရင်အရောင်လှတယ်ကြော်ရတာလေကဲဒါလေးကတော့အဆက်ကြော်လေးရပါပြီ ကဲဆက်ကြော်လေးဖယ်ထားမယ်ပြီးပြီးဆိုရင်တတတွက်ကိုလည်းအချိုလေးနည်းနည်းဖယ်ထားတယ်ပြီးရင်မဲချောက်ကျော်နည်းနည်းလေးကိုဝဝငါတုတ်စားမယ်စက်သွန်နီလေးလည်းလိထားတယ်တမယာသည်နနမေငုတ်ပြီးစေပြီးတော့အဲချုံမုံရဲ့စားလေးရဲ့ထည့်ထားပါတယ်တမယာသည်လေးညှစ်လိုက်မယ်ညှစ်ပြီးတော့ကြတော့ပြီးရင်စီလေးထည့်မယ်နော်စီလေးထည့်ပြီးတော့ကဲနေလိုက်ပါမယ် ကဲစာကျင်စရာလေးနော်စစ်တုစာကျင်နေပြီမလားပဲဟင်းလေးချက်နော်မဲကြောက်တုပ်လေးနဲ့စာစာအကြော်လေးနဲ့ပဲစာစာပဲဟင်းလေးနဲ့ရမ်းလိုက်တယ်နော်ပြီးတော့မဲကြောက်ကလေးကိုဆက်ဆက်လေးညုတ်လေးနဲ့ချက်စာကဲမဲကြောက်လေးလှမ်းထားပြီဆိုရင်ဘလိုလေးလှုပ်စားလှုပ်စားနော်စားလို့ကောင်းတယ်ဝဲပုတ်စတီကိုတယ်လီဗီဘူးမင်းနဲ့နော်စစ်တယ်နော်